ဝိပဿနာခြင်းစဉ်တစ်ခုကိုကျင့်တော့မယ်ဆိုလို့ရှိရင်သူကလမ်းနဲ့တွေ့ရှိတယ်။တမထကျင့်ပြီးတော့တမထတမာတိကိုအခြေခံပြီးတော့မှဝိပဿနာကျင့်မှလား။သို့မဟုတ်ဝိပဿနာကိုတိုက်ရိုက်ကျင့်ကြတာလား။ကိုယ့်ကိုရွေးရလိုက်တာ။တမထယာနိကဝိပဿနာယာနိကဆိုနှစ်ခုရှိတယ်။လမ်းနဲ့တွေ့ရှိတယ်နော်။အဲ့တော့တမထကိုအရင်ကျင့်ပြီးတော့တမထတမာတိကိုအစွမ်းအားပြုပြီးတော့မှဝိပဿနာကိုသွားမှလား။ သို့မဟုတ်ဝိပဿနာခြင်းစဉ်နဲ့ခြင်းရင်းကနေပြီးတော့တမာတိခဏိကတမာတိနဲ့သွားမှလာပေါ့သူကစိတ်တဝိတုဒ္ဓိလို့ဆိုတဲ့တမာတိထူထောင်တာနှစ်ခုရှိတယ်သူကကလေးဝင်လေးလေးပေါ်မှာအာယုနမိတ်ပေါ်သည့်ထိအောင်စိတ်ကလေးငြိမ်အောင်လှုပ်တာဒါငြိမ်အောင်လှုပ်ရုံတတ်တတ်ပဲသူကအမှန်ကိုသိအောင်လှုပ်တာမဟုတ်ဘူးငြိမ်အောင်လေးတင်လှုပ်တာအဲ့ဒီမှာဥပ္ပစာရတမာတိဆိုတာဇာနာကတ်သွားတဲ့တမာတိကိုဥပ္ပစာရတမာတိလို့ခေါ်တယ် ဇံရသွားပြီဆိုရင်အပ္ပနာသမာဓိအပ္ပနာလို့ဘာလို့ခေါ်တာတုံးဆိုစိတ်ကိုအာယုန်ထဲမှာထဲ့ထားလိုက်တယ်လို့မြဲသွားတယ်။ဆိုပါစို့ငုတ်တိုင်လေးတစ်ခုကိုမြေကြီးထဲမှာစိုက်လိုက်လို့ရှိရင်ငြိမ်မသွားဘူးလား။ငြိမ်သွားပါဘူး။အပ္ပနာဆိုတာအဲ့လိုထဲ့ထားတာပြောတာနော်။စိတ်ကိုအာယုန်ထဲမှာရိုက်သွင်းထားတာ။အဲ့ဒါကိုသမာဓိလို့ခေါ်တာပဲ။အဲ့ဒီနေရာအပ္ပနာသမာဓိလို့ခေါ်တာ။အဲ့ဒီအဆင့်မရောက်သေးဘူးဆိုရင်ဥပ္ပစာသမာဓိခေါ်တယ်။ ဥပ္ပစာရသမာဓိထူထောင်ပြီးတော့ဝိပဿနာသွားလို့လည်းရတယ်။အပ္ပနာသမာဓိထူထောင်ပြီးမှဝိပဿနာသွားလို့လည်းရတယ်။အဲ့ဒီနှစ်ခုစလုံးဟာတမထအာထုတ်ပြီးမှဝိပဿနာအာထုတ်တယ်လို့ပြောလို့ရတယ်နော်။ဒါကအခု နောက်တစ်ခါတမထဆိုတာကိုမလုပ်တော့ဘူးဝိပဿနာတက်ရိုက်သွားတယ်။ရုပ်တည်နံတွေကိုတက်ရိုက်ရှုဆင်ခြင်ပြီးတော့သွားတယ်ဆိုတာကြတော့ခဏိကသမာဓိလို့ခေါ်တယ်။ခဏိကသမာဓိကိုလည်းပဲအတိတ်ပဲအမှားကောက်တတ်တယ် ခဏိကသမာဓိရဲ့ဆိုလိုရင်းအတိဘယ်ကဘာတော့ဆိုလို့ရှိရင်တဘာဝတရားတွေပေါ်မှာသိတဲ့အသည့်ဥပမာဖြစ်ရင်ဖြစ်တဲ့အခိုက်လေးကိုသိလိုက်တယ်နော်သမာဓိရလိုက်တယ်ပြဲ့သွားရင်ပြဲ့သွားတဲ့အခိုက်လေးမှာသမာဓိရဖြစ်တိုင်းဖြစ်တိုင်းသမာဓိရှိနေတယ်ပြက်တိုင်းပြက်တိုင်းသမာဓိရှိနေတယ်အဲ့ဒီလိုဖြစ်ခိုက်ပြက်ခိုက်ချုပ်ခိုက်တွေပေါ်မှာသွားပြီးသမာဓိရစဉ်ဆက်မပြတ်ဖြစ်နေတာကိုခဏိကသမာဓိလို့ပြောတာနော် အခုခဏလေးတည်တဲ့တမာရီကိုပြောတာမဟုတ်ဘူးအဲ့ဒါအတိပဲအကောင်လွဲရတယ်နော်ခဏိကတမာရီဆိုတာနောက်ကြတော့ထင်ရှားလာလိမ့်မယ်ခဏိကတမာရီအဲ့တော့ဝိပဿနာတက်တက်သွားခြင်းရင်ခဏိကတမာရီနဲ့သွားတာကောင်းပြီလမ်းနှစ်ခုရှိတယ်ကိုကြိုက်တဲ့လမ်းကိုကိုရေး